ကျွန်တော်နိုင်ငံဟာတယံစတာလဲပေါ်တယ်လူတွေလဲအကျူလဲသိမ့်မြင့်တယ်နော်နောက်ပြီးတော့အလုတ်လုံနိုင်တဲ့လူငယ်တွေလဲအများကြီးရှိတယ်နော်အဲ့တော့လွတ်လပ်ရေးရပြီးကြတဲ့ကဒီဖြစ်ပေါ်လာတဲ့တိုင်းသားအချင်းချင်းဖြစ်နေတဲ့ပဋိပက္ခဟာနိုင်ငံတို့ဟာပေးနေတာနော်အမှန်မှကျွန်တော်တို့ထက်အများကြီးနောက်ကျကြံခဲ့တဲ့နိုင်ငံတွေအခုကျွန်တော်တို့ကိုကြောတက်သွားပြီနော်လာအိုဒီဘီလီယံ GDP တွေမြင့်သွားပြီအရင်ကလာအိုဆိုတာကုန်သွင်းပိတ်နိုင်ငံကျွန်တော်နှိမ်ပြောတာမဟုတ်ဘူး နော်အဲ့တော့ကျွန်တော်နိုင်ငံမှာအားလုံးပြည်စုံပါလေရဲ့ ਨੇ ဒီဘာမှမဟုတ်တဲ့အချင်းချင်းသွေးစီညွညွမှုစီးလုံးညွညွမှုပြပြပြီးတော့တိုက်ပွဲတွေဖြစ်နေတာအင်မတန်ဝန်းနေဖို့ကောင်းတယ်အဲ့တော့ဒါတွေကိုမကြခင်မှာဒါတွေကိုရက်ကြတော့ရက်ပြီးတော့အကောင်းဆုံးဒီနိုင်ငံတော်ရဲ့အချုပ်ချအာဏာကိုလိုချင်ရင်တနက်ကင်ပြီးတော်လှန်လို့အဆင်မပြေဘူးပြည်သူပဲဒုက္ခရောက်တာเนาะအခု ိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည်လိုက်ပြည်သူလူထုပဲဒုက္ခရောက်သွားတယ်နော်ဘာမှဖြစ်မလာဘူးနော်နှစ်ပေါင်း80နာနီးလာပြီနော်တိုင်းရင်းသားတွေလက်နဲ့ကိုင်ပုံကန်တော်လှန်တိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှမဖြစ်မဖြစ်လာဘူးဘာဖြစ်သွားသလဲမွဲတယ်ဆင်းရဲတယ်ပညာမတတ်ဘူးပညာမတတ်လို့ဆင်းရဲတယ်ဆင်းရဲလို့ပညာမတတ်ပညာမတတ်လို့ဆင်းဆင်းရဲလို့ဒုက္ခရောက်အဲ့လိုမုံလုံးစက်ခုကတ်နေတယ်အဲ့ဒါဟာဒီကနေ့ကျွန်တော်ရက်ဖို့ကောင်းပြီရက်သိမ့်ပြီ เนาะကျွန်တော်အဲ့ message ကိုပေးလို့တယ်